ဆိုကြသည်ကြားစိုးနှင့်အတူတူပင်ဖြစ်နေသည်လူသားစားမှုသောကြားစိုးသည်တရဝါအပေါင်းနှင့်အယတာထူးကဲလာသော လူတရဝါ၏အသားကိုဆက်လက်စားလိုပါတော့သည်အယတာလှူသားပြည်သူများအပေါ်တွင် အနည်း30ကျော်ပိုကြဆိုးမှုလာသောမြမဆိုးကြများသည်လည်းလူသားကြိုက်သောကြားစိုးများကဲ့သို့နိုင်ငံတော်အာဏာကိုအယတာတွေ့ပြီးကြိုက်နှစ်သက်နေပြီဖြစ်ပါသည် ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်အဝေးရောက်တန်တမန်တူရေးသားတဲ့ဘဂူဒါဆိုဂျာမာဖီးယားဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်နယူးဇီလန်နိုင်ငံသားဂျေမီသည်မြန်မာနိုင်ငံနဲ့ပတ်သက်သောစောင်းပါများရေးသား၍စာရေးသူနှင့်အသည့်အကျွမ်းဖြစ်ခဲ့သည်မှာလွန်ခဲ့သော9နှစ်ခန့်ကပင်ဖြစ်ပါသည်ဂျေမီသည်ရခိုင်နှင့်များကမြန်မာနိုင်ငံသို့နှစ်ကြိမ်သွားရောက်ခဲ့၍စစ်ဘုံများနဲ့စီးပွားရေးလုပ်ငန်းစူးစမ်းခဲ့ပြီးစစ်အစိုးရအားအမော့တင်ပြောဆိုလာ၍ ဇာယေသူနှင့်ညင်းခုံပြောဆိုခဲ့ကြဖို့ပါသည်။သုံးကြိမ်မြောက်ရန်ကုန်မြို့သို့တွားရောက်ခဲ့ပြီးဘာစည်းပွားရေးမှမေမေရရလောက်ကင်ခွင့်မရသောဂျီမီနှင့်ဇာယေသူတို့သည်ယခင်လကတွေ့ဆုံ၍စကားဆက်မိပြောဆိုမိကြပြန်ပါသည်။ဂျီမီကဇာယေသူအားခမည်းပြောတာတွေကျွန်တော်လက်ခံပါပြီ။ဘာစည်းပွားရေးမှလုပ်လို့မရပါဘူး။ခမည်းတို့နိုင်ငံမှာဘဂိုးဒါဆိုးကြနဲ့မာဖီးယားတွေကနေ့စဉ်တွေ့နေရတယ်။အဝါရောင်နဲ့အစိမ်းရောင်တိုက်မိပါပဲ။ ရိုးရိုးတန်းတန်းစီးပွားရေးလှုပ်ရှင်တဲ့တို့လိုလူတွေတိုးမပေါက်ပါဘူးအလုံးအလုံးအတုံးမကြတဲ့နိုင်ငံပါပဲဟုပြစ်ပြစ်ခါခါဝေဖန်ပြောဆိုနေပြန်ပါသည်နောက်ဝတ်တော်စစ်စိုးရိုက်သတင်းစာများနဲ့ရောင်စုံရုပ်မြင်သံကြားတွင်အဝါရောင်နဲ့အစိမ်းရောင်နှစ်ရောင်တည်းသာတွေ့မြင်နေကြရ၍ပြည်သူလူထုအနေနဲ့အော်နှလုံးနာနေသည်မှာလဲခုနှစ်နှစ်ပင်ကြော်ပြီးရှစ်နှစ်ပြည့်လို့နေပါဖြစ်နေပြီဖြစ်ပါသည်ဘဝတသက်လုံးတွင်အပြော့အပြက်နဲ့စကမ်းသွားလာခဲ့သောအကယ်ဒမီရုပ်ရှင်မင်းသားမင်းသမီးများ ်ဘိန်ဘရင်များသည်ပင်ပေါ်ကျုပ်ခင်ညွန့်တို့နှင့်ဆက်တူတိန်200ရန်တိန်300ရန်ဖျားတွေတီတော့မလို့တီနေကြပြီ ဆိုသည့်တရင်များကိုသာမကြောက်ခဏကြားသည့်နေရပြီပေါ်ကျုပ်တင်ဦးနှင့်မိသားစုသည်လည်းခိုးဝှက်၍ရသောယရနာများကိုဖျားဌာပနာအဖြစ်လူဒန်းနေသည်ကိုတရင်တပုံနှင့်တကွနေစဉ်တရင်စာများတွင်ဖတ်ရှုခဲ့ရပါသည်မြမလူမျိုးများ၏ဗီဇဇယိုက်အကျင့်များတွင် တနာလွယ်ယုံလွယ်အထင်ကြီးလွယ်အားကြလွယ်ပုံတူခိုးချလွယ်သည့် ပြောင်းညံ့လိုက်ရောမှုအပေါ်အခွင့်ကောင်းယူတဲ့သောစစ်ဘိုလ်ဇိုးများအနေဖြင့်ဇေဒီပထိုးတယ်ပြလမ်းဖောက်ဇောင်းတန်းများစောက်ပြကာသူတော်ကောင်းအရေးကိုရှုံထားကြပြန်ပါသည်ဗုဒ္ဓသာသနာအတွန့်ရှိကြရေးတွင်ဇေဒီပထိုးကအဓိကလားဘုရားသခင်ဤတရားဓမ္မကအဓိကလားသာသနာတော်လက်ဆင့်ကမ်းစောက်ချောက်ထိမ့်သိမ်းသွားရမည်ဘုရားသားတော်ယဟန်တန်ဃာတော်များကအဓိကလားဆိုသည်ကိုတာမန်ပြည်သူများတတိမမှုမိကြတော့လဲစစ်တီနင်ကဘျူဟာကိုကြွန့်ကျင်သောစစ်အာဏာရှင်များသည် ၎င်းတို့လက်ထဲတွင်ထာဝရစဉ်အာနာတိမြဲရဲ့အတွက်ရုပ်ပြကောင်းယုံအလူကံ၍ကောင်းယုံနှင့်အန္တရာယ်လုံးဝမရှိသောဇေဒီပထိုတိဆောက်၏ကိစ္စများကို policy အရဇောင်းပေး၍ဆောင်ရွက်နေကြပါသည်ဇေဒီပထိုများကိုမတရားခိုးဝှက်ရရသောငွေများနှင့်ဒိုင်းသူပြည်သားများ၏အခွန်ပဏာများဖြင့်နဝဒအစိုးရတပ်ဆိုးခြေကြားရေးအတွက်တိဆောက်နေကြပြီးတခြားတစ်ဖက်တွင်ဘုရားသခင်၏တရားဓမ္မများကိုမပြန့်ပွားအောင်သာသနာတော်ကိုစောင့်ထိန်လက်ဆင့်ကမ်းသွားမိဖရာသားတော်ယဟန်တန်ဃာတော်များ ရုတ်ရော်နေပါသွားအောင်နီးပြူဟာအမျိုးမျိုးဖြစ် စစ်စင်နေသည်ကိုယောသားဖြောင်းမတ်၍တမာရီရှိကြသောဘုန်းတော်ကြီးများအားလုံးသိကြတော်မူကြပါသည်1984ခုနှစ်ခန့်ကစာရေးသူဤဖခင်အပါအဝင် ဝင်ကြီးချုပ်ဦးနု ကမကထပြုလုပ်သောမြန်မာပိဋကတ်အဖွဲ့ဘာမာပိဋကတ် association မှဘုရားသခင်ဤတရားတော်သုံးဆယ်ကျမ်းကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီးသည့်အထိုင်းအမှတ်တရားပွဲတစ်ခုကိုကဗာအေးဖရာရင်ပြင်းတွင်ကျင်းပပြုလုပ်ရန် မာဆာလာအစိုးရထံနဲ့ခွင့်ပြုမိတ်တောင်းခဲ့ကြပါသည်။ယင်းအချိန်ကရန်ကုန်တိုင်းလုံခြုံရေးကော်မတီဥက္ကဋ္ဌနှင့်စစ်တိုင်းမှုဘုံမှုချုပ်ယခုနာဝဒသာသနာရေးဝန်ကြီးကခွင့်မပြု၍အနေနဲ့အရေးရမရန်ကုန်မြို့သို့ရောက်ရှိနေကြသောအလူရှင်နှင့်အဖွဲ့ဝင်များအားလုံးစိတ်မချမ်းမသာဆုတ်ပြန်သွားခဲ့ကြရပါသည်။ယနေ့မြန်မာတပြည်လုံးတွင်တမိုင်းမဝင်သောဇီဒီပထိုးများကို350တိန်းတရာတိန်းနေရာစသဖြင့်အကုန်ကျခံပြီးနာဝဒအစိုးရက ပြုပြင်တိစောက်နေတော်လဲ။ သာသနာကိုထိမ့်သိမ်းဆောက်ချောက်မိဖရာသားတော်များကိုမွေးဖွားသည့်ဗုဒ္ဓသာသနာစာသင်တိုက်များတွင်ယဟန်တန်ကများပင်လင်မဝရေစာစားနေကြရပြီးစွန်းနတ်မှန်၏အတွက်ယဟန်တန်ကတော်များကိုယ်တိုင်ဒေါ်အယက်ဒေတာများသို့ဆင်း၍စံနှင့်ငပိငှောက်များကိုဝယ်ယူတူလောင်နေရသည်ဟုကြားသိရ၍နဝဒစေအစိုးရသည်ကွန်မြူနီများထက်စိုးဝါသောဒမန်ဒရယ်ကောင်များဆိုသည်မှာဘိုးဘော်သလိုပေါ်လာနေပါသည် စစ်အာဏာရှင်များအနေဖြင့်တမကအသင်းအဖွဲ့အစုအဝေးအစည်းအရုံးစသည်များမှာအာဏာရှင်စနစ်ချင်းတန်ကြီးထွားရေးအတွက်မဟာရန်သူများဟုသတ်မှတ်ထားပါသည်သို့သောမြန်မာတမိုင်းတွင်စစ်အာဏာရှင်များသာမကမြည်သည့်အစိုးရများကမှဖြိုဖျက်အမျိုးဖြုတ်ရမရသောတဘာဝပေါက်ပင်များကဲ့သို့အလိုလျောက်တဘာဝအရာစုစည်းဝိုင်းဖွယ်နေသောအစုအဝေးအစည်းအရုံးနှစ်ခုမှာဘုရားတော်ယဟန်တန်ကအစုအဝေးနှင့် ပြည်သူသားကောင်း ကျောင်းသားလူငယ်အစုအဝေးများပင်ဖြစ်ပါသည်။နဝတာစစ်ဘုံတခိုးကြီးများသည်အသက်60ကျော်ပြီးအိုမင်းရင့်ရော်လာကြပြီဖြစ်တော်လဲယဟန်တန်ဃာတော်နှင့်ကျောင်းသားလူငယ်များမှာမူထာဝရရှင်နုပြိုရှင်တန်လျက်ရှိနေပါသည်။စကားပြော၍တရားသဘောကိုသိသောယဟန်တန်ဃာတော်များနှင့်ကျောင်းသားလူငယ်များကိုမြို့ဖြုတ်ရန်ကြံနေပြီးချွေလျှောက်လျှောက်ထုံးတုတ်တုတ်စကားမပြောသည့်ပဂိုဒာကြီးညိုလွန်းနေသောနဝတာစစ်ဘုံများကြောင့်မြန်မာနိုင်ငံ၏နာမည်များသည့်ပဂိုဒာဆိုကြမာဖီးယား နိုင်ငံဟုထင်ပေါ်လာနေပြန်ပါသည်ဆိုကြများအကြောင်းကိုတော့မြန်မာနိုင်ငံအရေးရမှလုံသားပြည်သူအားလုံးသိရှိပြီးဖြစ်ပါသည်1998ခုနှစ် ဖေဖော်ဝါရီလ8ရက်နေ့ BBC မြန်မာပိုင်းအစီအစဉ်မှထုတ်လွှင့်သောပြည်တော်စုနှင့်အကြိုရခိုင်တိုင်းရင်းသားကဏ္ဍ၌ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဒေါက်တာဦးစောမြအောင်ကရခိုင်ပြည်မှာစစ်တပ်အတွက်လိုအပ်တဲ့ထင်းတွေရေတွေကိုအရက်သားများကတွားရောက်ဆက်တာနေရတဲ့အပြင် စစ်သားတွေကိုအရက်သားတွေကနှိမ့်နယ်ပေးနေရပါတယ်ဟုပြောကြားသွားခဲ့ပါသည်။နဝတစစ်အာဏာရှင်ခေတ်တွင်စိုးကြားသည့်တိုင်းပြည်နှင့်ပြည်သူကိုကာကွယ်သောစစ်သည်တော်များမဟုတ်တော့ပါ။စိုးကြားသည့်ကြားစိုးနှင့်အတူတူပင်ဖြစ်နေသည်။လူသားစားမှုသောကြားစိုးသည်တရဝအပေါင်းနှင့်အရက်သားထူးကဲလာသော လူတရဝဤအသားကိုဆက်လက်စားလိုပါတော့သည်။အရက်သားလူသားပြည်သူများအပေါ်တွင် အနှစ်30ကျော်ဘိုးကြဆိုးမိုးလာသောမြမစိုးကြားများသည်လည်းလူသားကြိုက်သော ကြားစိုးများကဲ့သို့နိုင်ငံတော်အာဏာကိုအရသာပြေပြီးကြိုက်နှစ်သက်နေပြီဖြစ်ပါသည်မာဖီးယားဂိုင်းဆိုသည်မှာစနစ်တကျစုပေါင်းဖွဲ့စည်းထားသောလူစုဂိုင်းကြီးဖြစ်ပြီးထိုဂိုင်းများအနေဖြင့်မတရားမှုရာဇဝတ်မှုအကြမ်းဖက်မှုသွေးထွက်တမ်းယိုးတပ်ဖြတ်ညှဉ်းဆဲမှုမူရစေဝါထုတ်လုပ်ရောင်းချမှုငွေမောင်းကုန်မှုစီးပွားရေးတောင်းကျမ်းမှုညံ့နာလိုက်မှုလက်ပေးလက်ယူမှုပြန်ပေးဆွဲမှုချင်းချောင်းမှု စသည်များကိုဥပဒေကိုကြောခိုင်းပြီးတစောက်ကန်းလုံနေသည့် နဝရကဲ့သို့သော အဖွဲ့အစည်းပင်ဖြစ်ပါသည်။ဂိုင်းဝင်အရှင်ရှင်တဦးအပေါ်တဦးအထောက်အကူပေးကြရပြီးဂိုင်းအတွင်းသို့တခြားဩဇာအာဏာလုံးဝအဝင်မခံပဲဂိုင်းဤမူဝါဒအရေးသုံးပါကိုတစ္ဆာဖောက်ကလူကောင်းလူမဘဝသို့ပြန်လဲရန်လမ်းခွဲမရှိသောစေဘုံဇိုးများကဲ့သို့ဂိုင်းကနာစိတ်ပြင်းထန်သောရာဇဝိကောင်များဤဒုစရိုက်အဖွဲ့သာဖြစ်ပါသည်။ဤမြည်သောကြိုးကြောင်းစင်ခြင်းမှတ်ကြောက်တင်စရာများကြောင့်ယနေ့မြန်မာနိုင်ငံကြီးအား ပဂိုဒါဆိုကြမာဖီးယားနိုင်ငံကြီးဟုသမုတ်ပြောဆိုလာသောနယူးဇီလန်နိုင်ငံသားဂျေမီယာစာရေးသူအနေဖြင့်ညှင်းခုံမရဲတော့ဘဲလက်မြောက်အရှုံးပေးလိုက်ရပါတော့သည်။ဆောင်းပါရှင်အဝေးရောက်တန်တမန်တဦးအဆုံးထိဌာနောက်မိတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။